Yeah, Stone X မှာကြည့်သူပါရယ် Breaking news and bad news guys Avengers Doomsday ရုပ်ရှင်နဲ့ Secret Wars ရုပ်ရှင်နှစ်ခုလုံးဒီ officially delayed ဖြစ်သွားပြီရုံတင်ရက်တွေကိုနောက်ဆုတ်လိုက်ပြီဆိုပြီးတော့တည်လာရပါတယ်အခုဗီဒီယိုမှာတော့အဲ့ဒီ sound bar ကိုအစအဆုံးဖတ်ပြပေးသွားမယ်ဘာလို့ delay ဖြစ်သွားခဲ့လဲဆိုတာရင်းနဲ့ဘယ်နေ့တွေအထိကိုနောက်ဆုတ်သွားလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထိကြည့်သွားပေးကြပါအောင်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am back. โอเคဒီဆောင်းပါးကိုနာမည်ကြီး Hollywood website တခုဖြစ်တဲ့ Variety ကရေးတင်ခဲ့တာဖြစ်ပါတယ် and အခုကြေညာချက်ကိုလည်း Marvel ဘက်ကနေပြီးတော့ထုတ်ခဲ့တာမဟုတ်ပဲ Disney ဘက်ကနေပြီးတော့ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့လည်းသိထားရပါတယ်ခေါင်းစဉ်မှာရေးထားတာကတော့ Avengers Doomsday နဲ့ Secret Wars တို့ဒီဇင်ဘာလတွေစီတို့နောက်ဆုတ်သွားခြင်းဆိုပြီးတော့ဖြစ်ပါတယ်ဆက်ပြီးတော့ Avengers Day ဒီ Assemble လုပ်ဖို့အတွက်စုကြဖို့အတွက်အချိန်လာအနေငယ်ပို့ပြီးတော့ကြံကြာသွားခဲ့ပြီ Studios ဘက်ကနေသူတို့အတွက်အကြီးဆုံးရုပ်ရှင်ကြီးနှစ်ခုဖြစ်လာမဲ့ Avengers Doomsday နဲ့ Secret Wars ရုပ်ရှင်တို့ကိုအချိန်လာနေချီ ြီးတော့နောက်ဆုတ်လိုက်ပြီးဆိုပြီးတော့យေတာထားပါတယ်။ Doomsday ရုပ်ရှင်ဒီအစကမေလ၁ရက်နေ့နောက်နှစ်2026မှာယုံတင်မှုအတွက်ကြေညာထားခြင်းဖြစ်ပြီးတော့အခုအချိန်မှာတော့ဒီဇင်ဘာလ18ရက်နေ့2026စီကိုရွှေ့ပြောင်းလိုက်ပြီးဆိုပြီးတော့သိရပါတယ်။ And the same way အစကမေလ9ရက်နေ့2029မှာယုံတင်မှုအတွက်ကြေညာထားခဲ့တဲ့ Secret Wars ကတော့ဒီဇင်ဘာလ18ရက်နေ့2029စီကိုရွှေ့ပြောင်းလိုက်ပြီးဖြစ်ပါတယ်။ Basically ရုပ်ရှင်တစ်ခုစီအတွက်9လစီထပ်ပြီးတော့နောက်ဆုတ်လိုက်ကြပြီးဖြစ်တယ်ဆိုပြီးတော့យေတာထားပါတယ်။ Of course Avengers Doomsday ရုပ်ရှင် င်သည့်လက်ရှိရိုက်ကူးရေးတွေစတင်နေပြီလည်းဖြစ်ပြီးတော့ရှေ့ဗီဒီယိုမှာပြောပြခဲ့တယ်လို့ပဲ script ပြီးဆုံးခြင်းမရှိသေးဘဲနဲ့ရိုက်နေကြခြင်းလည်းဖြစ်ပါတယ်ဆိုတော့ရုတ်တရက်ကြီးတန်လန်းကြီးကနေပြီးတော့ဖျက်ကင်လိုက်ရတဲ့ Russo Brothers တွေအတွက်လည်းအဆုံးသတ်ဖို့အတွက်လိုအပ်တာတွေကိုတိုးချဲ့ဖို့အတွက်အချိန်ရသွားမှာလည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အခုရုပ်ရှင်ကြီးနှစ်ခုလုံးက MCU history မှာအကြီးဆုံးရုပ်ရှင်ကြီးတွေဖြစ်လာတော့မှာပါရှေ့မှာထွက်ခဲ့တဲ့ Infinity War နဲ့ Endgame တို့ကိုမှီဖို့တောင်မဟုတ်ဘူးကြော်ရမယ်ဆိုတဲ့ pressure ကသူတို့ခေါင်းပေါ်မှာရှိနေပါတယ်အန်ရုပ်ရှင်မှာပါဝင်မယ်ဆိုတဲ့ character တွေကလည်းအများကြီးမှအမြ များကြီးဖြစ်နေတဲ့အပြင်လူကြိုက်များတဲ့ character တွေကြီးပဲဖြစ်တာကြောင့်သူတို့အနေနဲ့ဘယ် character ပေါ်ကိုမှခိုလိုက်လို့မရဘူးပေါ်ပြက်ပြက်လှုပ်လိုက်လို့မရဘူး hero တယောက်ချင်းစီရဲ့တည်ခြင်းရှင်ခြင်းတွေကအစားအသေးစိတ်အကောင်းဆုံးဖြစ်အောင်လုပ်ရမယ့်ရုပ်ရှင်ကြီးတွေလည်းဖြစ်ပါတယ် so russo brothers တွေကိုယ်တိုင်ကလည်းနောက်ဆုံး interview မှာသူတို့က rush မလုပ်ပါဘူးမလိုပါဘူးဆိုပြီးတော့ဖြေထားခဲ့တဲ့ကကောင်းအောင်လုပ်မယ်ဆိုတာကိုယုံလိုက်လို့ရတယ်လို့အခုလိုမျိုး delay ဖြစ်တော့မယ်ဆိုတာကိုလည်းခံမှန်းထားကြပြီးသားဖြစ်ကြမှာပါဆက်ပြီးဆောင်းပါးမှာရေးထားတာကတော့ disney ဒီမနက်ကြီးညာချက်မှာပဲ marvel project တချို့ကိုပါစရ င်းရင်းတွေကနေပြီးတော့ဖြုတ်ပစ်ခဲ့ကြောင်းကိုသိလာရပါတယ်။အစားကဖေဖော်ဝါရီ23ရက်နေ့2026 Doomsday မတိုင်ခင်မှာထွက်လာတော့မယ်ဆိုပြီးတော့ရည်ရွယ်ထားတယ်။ခေါင်းစဉ်မတက်ရသေးတဲ့ရုပ်ရှင်တစ်ခုကိုလည်းဖြတ်ပစ်လိုက်ကြောင်းဒါအပြင် November 6ရက်နေ့2026နဲ့ November 5ရက်နေ့2029တို့မှာထွက်လာတော့မယ်ရုပ်ရှင်နှစ်ခုကိုလည်း Marvel ရုပ်ရှင်ဆိုတာကနေပြီးတော့ Disney ရုပ်ရှင်ဆိုပြီးတော့ပြောင်းပစ်လိုက်ပြီးဖြစ်ကြောင်းတို့ကိုသိလာရပါတယ်။ Basically အရှင်းဆုံးပြောရမယ်ဆိုရင်သူတို့တွေဒီလုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ပြင်ဆင်ထားတဲ့ project တွေကိုအခုလိုမျိုး delay တွေဖြစ်သွားတဲ့အခါမှာအစီအစဉ် ဲကနေပြီးတော့ဖျက်ပစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။အန်ဆောင်ပါကထပ်ပြီးတော့ပြောင်းလဲမှုမဖြစ်သွားတဲ့ Spider-Man 4ရုပ်ရှင် Brand New Day ရုပ်ရှင်ကိုပါထောက်ပြသွားခဲ့ပါတယ်။ Spider-Man 4ရုပ်ရှင်ဒီအစားကတော့ Doomsday ရုပ်ရှင်အပြီးမှာထွက်လာမှာဆိုပေမဲ့အပြောင်းလဲမရှိဘဲနဲ့ July 31ရက်နေ့မှာပဲထွက်သွားအောင်မှာဖြစ်တယ်ဆိုပြီးတော့ရေးသားထားပါတယ်။ Avengers Doomsday မတိုင်ခင်မှာထွက်လာတော့မှာဖြစ်တယ်ဆိုပြီးတော့လည်းသိလိုက်ရပါတယ်။ Spider-Man 4ရုပ်ရှင်ဒီရှေ့ဗီဒီယိုတွေမှာလည်းပြောပြခဲ့တယ်လို့သူတို့ရည်ရွယ်ထားတာကက Avengers Doomsday ရုပ်ရှင်အတွက် prequel ရုပ်ရှင်ဖြစ်လိမ့်မယ်။ရုပ်ရှင်ရဲ့အဆုံးသတ်မှာမှ Doomsday နဲ့ချိတ်ဆက်မှာဆိုတော့ ့ဒါဒီအတိတ်ပဲလဲပို့ပြီးတော့ရှိသွားတယ်လို့ပြောလို့ရတယ်။အစားက Spider-Man 4မှာပဲပါပြီးတော့ Doomsday မှာပါဖို့အတွက်မသေးကြဘူးဖြစ်နေတဲ့ Spider-Man အတွက်လည်းဒါရိုက် Doomsday ရုပ်ရှင်စီကိုဆက်ပါသွားဖို့အတွက်အခွင့်အရေးလည်းဖြစ်သွားခဲ့ပါတယ်။ခုနလားတော့မှနောက်ဆုတ်သွားမှာမို့လို့သတင်းဆိုးဆိုပြီးတော့ကောင်းစင်တတ်ထားပေမဲ့ဒါဒီသတင်းကောင်းနေဆိုပြီးတော့လည်းပြောလို့ရပါတယ်။ Russo Brothers တွေရဲ့အသေးစိတ်ကြမှုတွေအနုစိတ်ဖန်တီးမှုတွေကအချိန်ယူလေပို့ပြီးတော့ကောင်းလေဖြစ်လိမ့်မယ်ဆိုပြီးတော့လည်းထင်ပါတယ်။ဒါပြင်ဆောင်ရမ်းမိုက်မှာတစ်ခုကတော့သူတို့ရဲ့ဒီလက်ရှိရိုက်နေတဲ့ Avengers Doomsday အစာပိုင်းစင်းတွေကို Thanos ရုပ်ရှင်မှာလောက် ခဲ့တယ်လို့မျိုး Fantastic Four နဲ့ Spider-Man 4 credit scene တွေမှာရှယ်ကြီးတွေချပြသွားတာမျိုးကိုလည်းမြင်ရနိုင်ပါတယ်။ So creator တို့ကဘယ်လိုထင်ကြလဲ Avengers Doomsday နဲ့ Secret War Civil War တို့ delay ဖြစ်သွားတဲ့တဲ့တင်ပေါ်မှာဘယ်လိုထင်ကြလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်အထူးကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်